ထိုင်းမြေသာတန်လန်ကူတနေရာမှာဘုံပောက်ကွဲမှုဖြစ်ပွားထိုင်းနိုင်ငံရလာပြည်နယ်မြောင်းခရိုင်ရှိမြေသာတန်လန်ကူမှာမတ်လ9ရက်နေ့မနေ့ညနေပိုင်းကပိုက်လုံးနဲ့ပြုတ်လောက်ထားတဲ့ဘုံတလုံးပောက်ကွဲခဲ့ရာလူ6ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်လုံခြုံရေး CCTV မှတ်တမ်းတွေအရဆိုင်ငယ်စည်းလာတဲ့အမျိုးသား2ဦးဟာစက်တမ်ခရိုင်ကိုသွားတဲ့ပတ်ရော့ဖန်လန်ပေါ်တော့ပိုက်လုံးဘုံတလုံးပြစ်ပောက်ခဲ့တာတွေ့ရပါတယ် ဲ့ဒီချိန်မှာအခင်းဖြစ်ပွားတဲ့တန်လန်းကူးနေရာတဝိုင်းမော်တော်ယာဉ်တွေရပ်တက်ထားပြီးရင်မောင်းတွေကမင်းကြီးစောက်ဆိုင်နေတာဖြစ်ပါတယ်။ဘုံနှလုံးကိုဖောက်ခွဲခဲ့ပေမဲ့ဘုံတစ်လုံးပဲပောက်ခွဲခဲ့ပါတယ်။ပောက်ခွဲမှုကြောင့်နောက်သွဲရင်တစည်းပျက်စီးခဲ့ကြောင်းလူ၆ဦးဒဏ်ရာရရှိပြီးရာလအစေးရောင်တို့တင်ပို့ထားကြောင်းထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ရလာနဲ့ကက်လျက်ရှိတဲ့ပဋ္ဌာန်းပြည်နယ်စိုင်းပူရီနယ်ပါနေခရိုင်မှာလဲ CCTV ကင်မရာနှလုံးကို မတ်လ9ရက်မနေ့ညပိုင်းကမတမာသူအုပ်စုလာရောက်ဖြစ်စီခဲ့လို့မိလောင်ဖြစ်စီခဲ့ကြောင်းဒေသဆိုင်ရာလုံခြုံရေးအရာရှိသူကပြောကြားခဲ့ပါတယ်။ကျူးလွန်သူတွေဟာ Drobon, Saiburi Krain, Bananbo မျိုးရှင် Petrohat စီးအောင်ရှင်နဲ့တဲပုံမျိုး Huda Kola Lam ဆောင်ရှင် CCTV တိုင်းခြေရင်မှာတာယာတွေစုပုံပြီးမိရှို့ဖြစ်စီခဲ့တာဖြစ်ကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။